ီကနေ့2025ခုနှစ်အော်တိုဘာလ9ရက်နေ့အင်္ဂါနေ့အတွက် CJ Platform ရဲ့နေ့စဉ်သတင်းလာအစီအစဉ်ကိုတင်ဆက်ပေးသွားပါမယ်။ကျမကစင်ကြည်ပါ။ဒီကနေ့မှာတော့သတင်းကြိုလာပညာစီမီတပိတ်ကိုဘုံကျဲတဲ့ဖြစ်စဉ်မှာတိဆုံသူ40ကျော်ထိရှိတာတဲ့သတင်း။ငလင်ကျောက်ထိခိုက်ခဲ့တဲ့ကောင်းမှုတော်စီရီတော်ကိုငွေကျပ်သိမ်းပေါင်းတထောင်ကျော်တန်ဖိုးရှိရေဒနာစိန်ကူတော်တင်လူမဲ့သတင်း။ဗန်နာရီကျက်တဲ့ကြောင့်ဝန်ထမ်း၅ရောက်ကိုအလုပ်ထုတ်လိုက်ရကြောင်း UNHCR ထုတ်ပြန်တဲ့သတင်း။ဒီသတင်းလေးအပါအဝင်ထူးခြားတဲ့ပြည်တွင်းသတင်း နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့မြန်မာပြည်သူတွေအတွက်အထွတ်မြတ်ထားရသတင်းကြိုလာပြည်နေညမှာငြိမ်းချမ်းစွာစီမီထွန်ကြီးဆန္ဒပြနေတဲ့ပြည်သူတွေကိုစစ်ကောင်မရှင်ကလေကြောင်းကနေပါရာမော်တာနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်လက်ရှိချိန်ထိတေဆုံးသူ40ကျော်ထိရှိလာခဲ့ပြီးထိခိုက်ဒဏ်ရာရသူအများကြီးရှိနေပါတယ်။ကွန်မြူနစ်ကပြောပြပေးပါမယ်။မနေ့သတင်းကြိုလာပြည်ညမှာချောင်းလူငယ်တပိတ်ကော်မတီနဲ့မုံရအမြင်လန်းတပိတ်ဦးဆောင်ကော်မတီတို့ပူးပေါင်းပြီး ဆရာနာရှင်စံချိန်စီမီစပိတ်ကိုဒေသခံပြည်သူတွေနဲ့အတူငြိမ်းချမ်းစွာကျင်းပနေချိန်မှာစစ်ကောင်မရှင်ကပေါင်154ချိန်ရှိတဲ့ဘုံနှလုံးကိုပါရာမော်တာအသုံးပြုပြီးခြေချခဲ့တာကြောင့်အပြစ်မဲ့ပြည်သူများပြားသေဆုံးကြရပါတယ်။တွင်းကျနေသည့်ဒေသခံတွင်ရင်းမြစ်တွေရဲ့အတီးပြုချက်အရသေဆုံးသူ40ကျော်ပြားလဲပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့တာကြောင့်စေကူတာမှုအကူအညီတွေလိုအပ်နေပါတယ်။ကျွန်တော်တို့မိရင်လှခါနီလေးမှာပဲပါရာတက်လာတာပုံမှန်ဆိုရင်သူတို့ကချမှတ်နေရကိုအရင်ဝဲတဲ့တယ်ဒီတစ်ခါတော့ဂျွန်ကြီးရွာဘက်ကနေဖြတ်ပြီးတန်းလာတယ် ဒီနေရာကိုရောက်ခါနေမှာဆက်သက်ပြီးတန်းချသွားတာပဲပြီးတော့ချက်ချင်းပြန်သွားတယ်လူစုခွဲဖို့တောင်အချိန်မရလိုက်ဘူးည9:16မိနစ်လောက်မှာပုံကျဲသွားတာပါလို့ဒေတာကန်တူက CJ platform ကိုပြောပါတယ်တရင်ချင်းမြစ်တွေရဲ့ဖော်ပြချက်အရဒီတိုက်ခိုက်မှုကိုဒီကညွှန်ကြားခဲ့သူဟာနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါရဲ့တိုက်မှုဖြစ်သူပုံမှုချုပ်မြုံမင်းထွေးဖြစ်တယ်လို့သိရပါတယ်သူဟာပြီးခဲ့တဲ့တစ်တုံညာနှစ်ကုန်စစ်စင်ကလာတွင်ကိုကန်တမရော MNDAA ထံမှလက်လက်ချအငန်းခံခဲ့ပြီးတုံပန်းဖြစ်ကနေပြန်လှုပ်ပေးခံရရသူဖြစ်ပါတယ် ဒါဟာသတင်းကြိုအခါသမိုင်းရမှာပျော်ရွှင်စွာစီမီပူဇော်ရင်းကိုစရဲ့ဆန္ဒတွေကိုငြင်းချမ်းစွာထုတ်ဖော်နေတဲ့ပြည်သူတွေကိုပြစ်မှတ်ထားပြီးစနစ်တကျကျူးလွန်နေတဲ့စစ်ရာဇဝမှုတစ်ခုဖြစ်တယ်လို့သုံးသပ်ပြောဆိုနေကြပါတယ်။ငလင်ကြောင့်ထိခိုက်ခဲ့တဲ့ကောင်းမှုတော်စီရော်ကိုငွေကျပ်သိမ်းပေါင်းတသောကျော်တန်ဖိုးရှိတဲ့ရေဒနာစိတ်ဘူးတော်တင်လူဖို့လှုံ့ဆော်နေပါတယ်။လက်ရှိမှာဖျားကိုပြင်ဆင်လာတဲ့ရာဂန်တော်90ကျော်ပြည်စည်းနေပါပြီ။အပြည့်စုံကိုကိုလင်းမြတ်ကကြေပြပြပါမယ်။ စကိုင်းမြို့ကြက်တီရီဆောင်ယာစမနိစုလာကောင်းမှုတော်စီရီတော်ကြီးမှမလအတွင်ကလှုပ်ခတ်ခဲ့တဲ့စကိုင်းငလျင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့ရမှာပြန်လည်ပြုပြင်မွမ်းမံလျက်ရှိပြီးတန်ဖိုးငွေကြက်သိန်းပေါင်း12000ကျော်တန်ဖိုးရှိတဲ့ရတနာစိန်ဘူးတော်တစ်ကိုတင်လူပူဇော်သွားမည်ဖြစ်ကြောင်းစစ်ကောင်မရှင်ရဲ့တရင်ထုတ်ပြန်ချက်အရသိရပါတယ်။ဖျားတော်ယူပေါ်မှာပူဇော်ထားရှိမဲ့ဒေမူတော်ကြီးရဲ့ကုန်ကြမ်းရိတ်ဟာစိန်ဘူးအနေနဲ့ကျပ်သိန်း4000ကျပါတယ်။ပြီးခဲ့တဲ့မေလ30ရက်နေ့ကစစ်ကောင်မရှင်ရဲ့စကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်နဲ့ ဒုဗိုလ်ချုပ်တွေကဇေဒီတော်ကြီးနဲ့တာသနိကအဆောက်အအုံတွေပြန်လည်ပြင်ဆင်ရေးအတွက်တည်တခုဆရာတော်ထံလျှောက်ထားပြီးဇေဒီတော်ကိုစိန်ဘူးတော်တက်တင်လူဖို့စီစဉ်ခဲ့ကြတာပါဒါအပြင်ဇေဒီတော်ရဲ့ဆေးကွာတာအကွဲတာတွေအတွက်ဆေးကွာတာပြုပြင်နေတာဟာ65ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြည်စည်းကြောင်းသိရပါတယ်လက်ရှိမှာဇေဒီကိုပြုပြင်မုံမှန်တာတွေဆောင်ရွက်လျက်ရှိနေသေးတာကြောင့်ဖျားဘူးလာရောက်သူမရှိသလောက်နေပါပြီးစစ်ကောင်မရှင်အနေနဲ့လည်းပြုပြင်ရေးလုပ်ငန်းစဉ်တွေကြောင့်ဖူးမြော်ခွင့်ပိတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ် မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်သခိုင်းမျိုးကဖျားစီရီနဲ့တာတနိကအဆောက်အအုံများစွာသာမကပြည်သူတို့၏နေအိမ်ထောင်ပေါင်းများစွာလည်းပျက်စီးခဲ့ရပါတယ်။အစာပိုင်းမှာအကူအညီတချို့ရခဲ့ပေမဲ့လည်းအခုတော့အထောက်အပံ့တွေလုံးဝနှီးပါရပ်တန့်သွားပြီဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်။အခုကတော့ဘာအထောက်အပံ့မှမလုပ်တော့ပါဘူး။အိမ်ပြိုတာတွေကြောင့်နှစ်ခွနရာကျွမ်းတဲ့နေကြရသူတွေတောင်မရှိကြတော့ဘူးလေ။ပြန်ပြီးကိုယ်ပါတာပြန်ဆောက်ရတာလေလို့ငလျင်တန်သိမ့်ခံခဲ့ရတဲ့သခိုင်းမျိုးကတအူးက CJ platform ကိုပြောပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ OCHA ရဲ့နောက်ဆုံးထုတ်ပြန်ချက်အရစကိုင်းငလျင်ကြောင့်နိုင်ငံတော်ဝန်လူပေါင်း6.3တန်းဟာအကူအညီတွေလိုအပ်ခဲ့ပါတယ်။လက်ရှိအချိန်အထိလည်းလူပေါင်းတောင်းတဲ့ချီကအမိုးကာတွေအောက်ရောက်ရှိဖို့လိုအပ်နေသေးပြီးနေရပြအများစုဟာလည်းလုံခြုံစိတ်ချမှုမရှိတဲ့အဆောက်အအုံတွေမှာနေထိုင်နေရတယ်လို့ဆိုပါရယ်ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ကမ္ဘာတဝန်းကအိုမဲအိမ်မဲဒုက္ခသည်တန်ပေါင်းများစွာအတွက်အဓိကအကောက်ွယ်ပေးနေတဲ့ ကုလသမဂ္ဂရဲ့ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR ဟာသူ့ရဲ့တမိုင်းမှာအဆိုအဆုံးဗန္ဓာရေးအကြက်တဲနဲ့ရင်ဆိုင်နေရပြီဖြစ်ကြောင်းထုတ်ပြန်လိုက်ပါတယ်။အထူးကလူရှင်နိုင်ငံတွေရဲ့ထောက်ပံ့ငွေတွေရတန့်လူနေပါဖြစ်သွားပြီးနောက်မှာဝန်ထမ်းထောက်ပါများသောကိုအလုပ်ထုတ်ပြီးကာကွယ်ရေးစီစဉ်တွေကိုရပ်ဆိုင်လိုက်ရတာပဲဖြစ်ပါတယ်။ကုနာကြီးကဆက်ပြောပြပါမယ်။ကဘာတော်ဝန်ကဥမဲ့အိမ်မဲ့ဒုက္ခသည်တန်ဖိုးများစွာအတွက်အဓိကအကာအကွယ်ပေးနေတဲ့ကုလသမဂ္ဂရဲ့ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရော UNHCR ဟာ ပြည်ရဲ့တမိုင်းမှာအဆိုအဝါဆုံးဗန္ဒာရေးအကြက်တဲနဲ့ရင်ဆိုင်ရပြီဖြစ်ကြောင်းထုတ်ပြန်လိုက်ပါတယ်။အဓိကအလှရှင်နိုင်ငံတွေရဲ့ထောက်ပံ့ငွေတွေရပ်တန့်လူနီးပါးဖြစ်သွားပြီးနောက်မှာဝန်ထမ်းထောင်ပေါင်းများစွာကိုအလုထုတ်ပြီးကာကွယ်ရေးစီစဉ်တွေကိုရပ်ဆိုင်းလိုက်ရတာပဲဖြစ်ပါတယ်။ UNHCR အကြီးအကဲဖိလပ်ဘူဂရန်ဒီကဒီနေ့ထဲမှာဝန်ထမ်းပေါင်း9000နီးပါးကိုအလုကနေချော့ချလိုက်ပြီးဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။ဒါအဖွဲ့အစည်းတစ်ခုလုံးရဲ့ဝန်ထမ်းအင်အား၄ဘုံတဘုံကျော်ကိုကုစားပြုနေပါတယ်။ ဒီဘဏ္ဍာရေးကြက်တွေရဲ့ရိုက်ခတ်မှုကကြောက်စရာကောင်းလောက်အောင်ပြင်းထန်နေပါတယ်။အမေရိကန်ဒေါ်လာ1.4ဘီလီယံတန်ဖိုးရှိတဲ့အကူအညီပေးရေးအစီအစဉ်တွေကိုရပ်ဆိုင်းပစ်လိုက်ရပါတယ်။ဒီလိုရပ်ဆိုင်းလိုက်ရတာကြောင့်အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေကိုကာကွယ်ပေးတဲ့အစီအစဉ်တွေညှိနှိုင်းမိစ္ဆာခံရသူတွေအတွက်စိတ်ပိုင်းဆိုင်ရာကူထုံးပေးနေတာတွေဒုက္ခသည်တွေကိုနိုင်ငံအသစ်တွေမှာပြန်လည်အခြေချပေးတဲ့လုပ်ငန်းတွေအလုံးရပ်တန့်သွားခဲ့ပါပြီ။ဒုက္ခသည်စခန်းတွေကအကြောင်းတွေ ပေးသိမ်းလိုက်ရပြီး စားစာနဲ့ငွေကြေးထောက်ပံ့မှုတွေလည်းအကြီးအကျယ်လျှော့ချခံလိုက်ရပါတယ်။ဒီအချက်တည်းရဲ့အဓိကအကြောင်းရင်းကတော့2025ခုနှစ်ဇန်နဝါရီလမှာတာဝန်ယူခဲ့တဲ့မေဂရသမရဒေါ်နယ်ထရန့်အစိုးရရဲ့နိုင်ငံခြားအကူအညီဖြတ်တောက်မှုမူဝါဒကြောင့်ပဲဖြစ်ပါတယ်။ချိန်က UNHCR ရဲ့ဘတ်ဂျက်40ရာခိုင်နှုန်းကျော်ကို ထောက်ပံ့ခဲ့တဲ့အမေရိကန်ဟာအခုတော့အကူအညီတွေကိုအကြီးအကျယ်ဖြတ်တောက်လိုက်ပါပြီ။ပိုဆိုတာကတော့ဒီလိုဖြစ်နေချိန်မှာပဲ Ukraine, Sudan, Gaza နဲ့ ကွန်ဂိုလိုနီယာတွေမှာစစ်ပွဲတွေကြောင့်ကမ္ဘာတဝန်အိုးမဲ့အိမ်မဲ့ဒုက္ခသည်အရေအတွက်ကဆယ်စုနှစ်တခုအတွင်းနှစ်ဆတူးပြီးလူဦးရေတန်းတရာ12တန်းအထိစံချိန်တင်ရောက်ရှိနေတာပါဂရိတ်အဖွဲ့ဝင်နိုင်ငံတွေဟာ2030ခုနှစ်အရမှာဒေါ်လာကိုလုံးဝအသုံးမပြုရတဲ့ငွေပေးချေမှုစနစ်တစ်ခုကိုတည်ထောင်ဖို့ဒီမန်ချက်ကြီးကြီးနဲ့စီစဉ်ချမှတ်လိုက်ပြီးဖြစ်ပါတယ်ဒီစီစဉ်ဟာကမ္ဘာစီးပွားရေးရဲ့အချုပ်အခြာကိုပြောင်းလဲသွားစေနိုင်မလားဆိုတာကွန်မင်းထက်ကပြောပြပေးပါမယ်ရှင် ဒါကတော့နိုင်ငံတကာရဲ့အာရုံစိုက်မှုရရှိနေတဲ့ဘရစ်အုပ်စုရဲ့ရည်မဲချက်ကြီးမားတဲ့လှုပ်ရှားမှုတစ်ခုပါရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးဆာဂေးရီယော့ကော့ရဲ့အတည်ပြုပြောကြားချက်အရဒီဒေါ်လာမဲ့ငွေပေးချေမှုစနစ်တွေဟာအရှင်အုံနဲ့တိုးတက်နေပြီး2030မတိုင်ခင်မှာပင်အကောင်အထည်ဖော်နိုင်မယ်ရှိနေပါတယ်အထူးသဖြင့်တောင်အမေရိကနိုင်ငံတွေကဒီကွန်ရက်သေးကိုပေါဝင်ဖို့အလွန်ဆရာထက်တန်နေကြပါတယ်ပြီးခဲ့တဲ့ဇူလိုင်လက VOD ဂျနေရိုမြို့မှာကျင်းပခဲ့တဲ့ Brit Trading CW မှာဆွေးနွေးခဲ့တဲ့ဒီနယ်သက်ဖြတ်ကျော်ငွေပေးချေမှုစနစ်ဟာဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက်ပုံမတရားမျှတပြီးမျှတတဲ့ဗန်နာရေးဖွဲ့စည်းပုံတစ်ခုကိုဖန်တီးပေးဖို့ရည်ပဲပါတယ်ဒီအစီအစဉ်ဟာစကလုံးအသက်သက်မဟုတ်ပါဘူး Brit Oil ဆိုတာအဖို့တန်တပ်ထုရောင်းဝယ်ရေးစနစ်တစ်ခုကိုစတင်လဲပတ်နေပြီဖြစ်ပြီးနိုင်ငံအချင်းချင်းရွှေပလက်တီနမ်စိန်နဲ့ရှားပါတပ်ထုတွေသုံးပြီးဒါရိုက်ငွေပေးချေနိုင်နေပါပြီ ဒါ Swift တို့ London Metal Exchange တို့လိုအနောက်အစုရဲ့စနစ်တွေကိုလုံးဝကျော်လွှားသွားတာဖြစ်ပါတယ်။ဒီထက်ပိုပြီးခိုင်မာတဲ့ခြေလှမ်းကတော့ Brace Bay လို့ခေါ်တဲ့ဘောထိန်ချုံမှုမဲ့ငွေပေးချေမှုစနစ်ရဲ့ရှေ့ပြေးပုံစံကို2024ခုနှစ် Moscow Vanair Forum မှာပြသခဲ့တာပါပဲ။စနေဟာတစ်စက္ကန့်ကိုစာသားပေါင်း2000အထိကန်တွင်နေပြီးရုရှားရဲ့ SPFS တရုတ်ရဲ့ CIPS အိန္ဒိယရဲ့ UPI နဲ့ဘရာဇီးရဲ့ BIS တို့လိုရှိပြီးသားအမျိုးသားဆင့်ငွေပေးချေမှုစနစ်တွေကိုချိတ်ဆက်ပေးမှာဖြစ်ပါတယ်။ရှင်းပါးရေးသုံးသပ်သူတွေကတော့တောင်အမေရိကနဲ့အာဖရိကနိုင်ငံတွေသာဒီစနစ်ထဲကိုပါဝင်လာခဲ့ရင်အမေရိကန်ဒေါ်လာရဲ့ကမ္ဘာလုံးဆိုင်ရာအော်ဒါကိုတည်တည်တာထိခိုက်စေနိုင်ပြီးအမေရိကန်ပြည်ထောင်စုမှာငွေကြေးဖောင်းပွားမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့သတိပေးနေကြပါတယ်။အာဖရိကနိုင်ငံတွေကလည်းဒီစနစ်ကို အနောက်အစုရဲ့ပိတ်ဆို့အရေးယူမှုတွေကိုရှောင်ရှားရင်းအာရှဈေးကွက်တွေရဲ့ကိုယ်ပိုင်ဗန်နာရေးဆက်ဆံရေးထူထောင်ဖို့အခွင့်အလမ်းတစ်ခုအဖြစ်ရှုမြင်နေကြပါတယ်။ရုရှားရဲ့ယူကရိန်းကိုတိုက်ခိုက်မှုတွေမှာတုံးနေတဲ့လက်နက်တွေဟာအနောက်တိုင်းနိုင်ငံတွေကထုတ်လုပ်တဲ့အစိပ်ပိုင်းတွေနဲ့ပြည့်နေနေတယ်လို့ယူကရိန်းသမ္မတဇလန်စကီကပြောလိုက်ပါတယ်။အပြည့်စုံကိုတော့ကိုနာဂျီကပြောပြပေးပါမယ်။အော်တိုဘလာ9ရက်နေ့ကယူကရိန်းအပေါ်အကြီးအကျယ်တိုက်ခိုက်ခဲ့တဲ့ရုရှားလက်နက်တွေနဲ့အပျက်စီးတွေကိုယူကရိန်းကစစ်ဆေးခဲ့ရမှာ အနောက်နိုင်ငံတွေနဲ့မဟာမိတ်နိုင်ငံကိုနိုင်ငံကကုမ္ပဏီတွေထုတ်လုပ်ထားတဲ့အစိတ်အပိုင်းပေါင်းတသိန်း2000ကျော်ကိုတွှေ့ရှိခဲ့တယ်လို့သမ္မတဇလန်စကီးကပြောပါတယ်။ပိုပြီးတိတိကျကျပြောရင်အမေရိကန်ကုမ္ပဏီတွေကဒေါ်ယူတွေနဲ့ရှေ့ဟီဒရုန်းတွေအတွက်ကွန်ပျူတာတွေစင်ဆာတွေကိုထုတ်လုပ်ပေးနေပါတယ်။ UK ကုမ္ပဏီတွေကဒရုန်းတွေရဲ့ပြန်စမ်းမှုကိုထိန်းချုပ်တဲ့မိုက်ခရိုကွန်ပျူတာတွေဆွစ်ဇာလန်ကမိုက်ခရိုကွန်ထရိုလာတွေဂျာမနီ၊ဂျပန်၊နယ်သာလန်၊တောင်ကိုရီးယားတို့ကလည်းအရေးကြီးတဲ့အီလက်ထရောနစ်ပစ္စည်းတွေကိုထုတ်လုပ်နေကြပါဗျ။ ရုပ်နဲ့ထောင်ဝင်ကတော့ရှဟီဒရုန်းတစ်ခုချင်းစီမှာကိုအ ਨੇ ဆုံးမတူညီတဲ့ microchip အစိပ်ပိုင်းအမျိုး90ထောက်ပံ့နေတာကိုတွေ့ရှိခဲ့ရပါတယ်ဒီအစိပ်ပိုင်းတွေနဲ့တက်ဆင်ထားတဲ့လက်နက်တွေဟာအော်တိုဘာ9ရက်နေ့ကလပိမျိုးကိုတိုက်ခိုက်ခဲ့ပြီးအသက်15နှစ်အရွယ်ကလေးတဦးပါဝင်ပြည်သူ9ဦးသေဆုံးခဲ့ရပါတယ်ဒါဟာရုရှားကျူးကျော်မှုစတင်ကလေးကလပိမျိုးပေါ်အပြင်းထန်ဆုံးတိုက်ခိုက်မှုတစ်ခုလည်းဖြစ်ပါတယ်ဒီထုတ်ပေါ်ချက်ဟာ ီတစ်ပတ်မှာကျင်းပမယ့် G7 အစည်းအဝေးမတိုင်မီထွက်ပေါ်လာတာသမ္မတဇလန်စကီကဒီကိစ္စကိုတရိုက်ကင်တွယ်ဖြေရှင်းဖို့ G7 ခေါင်းဆောင်တွေပြင်းပြင်းထန်ထန်ဖိအားပေးသွားမှာဖြစ်ပါတယ်။သူကဘယ်ကုမ္ပဏီဘယ်ပစ္စည်းဆိုတာအချက်အလက်အပြည့်အစုံမိဖတ်တွေလက်ထဲမှာရှိပြီးသားပါ။ဘယ်လိုတွန့်မြောက်မလဲဆိုတာတော့သူတို့သိပါတယ်လို့ပြောကြားခဲ့ပါတယ်။နောက်ပြအော်တိုဘာလာရှိရဲ့နေ့ပို့တော်မူနေအတွက်နောက်ဆုံးရမူလမတာခမန်ချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်မြန်မာနိုင်ငံရဲ့မူရတီကုံဆုပ်ဖို့တပတ်ခန့်သာလိုတော့တဲ့အချိန်မှာ ဒါနီညာချစ်စင်ကြောင့်အခါလုံမိုးတွေရွာသွန်းလိုက်သေးတာမလို့စိုက်ပျိုတောက်သူတွေအနေနဲ့မိုးလေဝသသတင်းတွေကိုအဆက်မပြတ်ရယူထားကြဖို့တိုက်တွန်းလိုပါတယ်ရှင်။မနေ့ပြန်အတွက်မိုးရသွန်းမှုခန့်မှန်ချက်တွေကိုပြောရရင်ကရင်ပြည်ရှမ်းပြည်ရှေ့ပိုင်းနဲ့မြောက်ပိုင်းကချင်ပြည်ရခိုင်ပြည်စကိုင်းတိုင်းထပ်ပိုင်းနေပြည်တော်နဲ့ပဲခူးတိုက်တို့မှာနေရာကျကျမိုးရနိုင်ပြီးမွန်ပြည်မှာတော့နေရာကွက်ပြိုးမှုကြီးနိုင်ပါတယ်။စကိုင်းတိုင်းထပ်ပိုင်းနဲ့မကွေတိုင်းတို့မှာတော့နေရာကွက်ကြောင်မိုးရနိုင်ပါတယ်။ ဒေသအလိုက်အထူးခံမှန်ချက်တွေအနေနဲ့ကတော့ဒီကနေ့ညပိုင်းမှာပြည်ချင်းပြည်နယ်တစ်ခုလုံးမှာမိုးရနိုင်ပြီးတနိုင်းခန်းကြီးမြစ်ကြီးနာဗမော်မြို့လာနဲ့မော်လိုက်မြို့တွေမှာမိုးတင်းတင်းကနေနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကလေးဟာခါမအူပင်ဖဲခုံအောက်ပန်းနဲ့နန်းလန်မြို့တွေမှာတော့မနေ့ရှင်မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ဒါကြောင့်တောက်ပေါ်ဒေသနေထိုင်သူတွေအနေနဲ့တောက်ကြရေးစီစဉ်တာမြေနှိပ်ပိုင်းနေထိုင်သူတွေအနေနဲ့ရုပ်ပြည့်ရေးကြီးတာတွေကိုသတိပြုဖို့လိုအပ်ပါမယ်။ မူတိန်တောင်တွေဟာကချင်ပြည်ရခိုင်ပြည်ကရင်ပြည်မွန်ပြည်ရှမ်းပြည်အရှေ့ပိုင်းနဲ့တောင်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းနဲ့တနင်္သာရီတိုင်းတို့မှာဖြစ်ထွန်းမှုအားကောင်းနေပါတယ်ဒီမူတိန်တောင်တွေရွေ့လည်ရနေတဲ့တခြားမှာလေပြင်းတိုက်ခတ်တာနဲ့မိုးကြိုးပြတဲ့ဖြစ်စဉ်တွေဖြစ်နိုင်တာကြောင့်တတိပြုသွားလိုက်ကြဖို့တိုက်တွန်းလိုပါတယ်ရှင်မြမပင်လေပြင်းတွင်းမှာတော့တာယာတဲ့နေ့လေးတွေအစာပြုနေပြီးမလို့ပင်လေပြင်းခရီးသွားနေတဲ့ကန်ဒီကန်ဝေရေလောက်သားဦးကြီးတွေအတွက်ဆွေးရည်ပူရဖွယ်ရမရှိနိုင်ပါဘူး အခုနှစ်ဆောင်ရာသီဟာအစွန်းရရာသီဥတုဖြစ်တဲ့လာနီညာဖြစ်နိုင်ခြေဟာ80ရာခိုင်နှုန်းရှိနေတယ်လို့မူလဝတ္ထပညာရှင်ဦးဝင်းနိုင်ကအတည်ပြုထားပါတယ်။ဒါကြောင့်နိုဝင်ဘာလကုန်မှအထိခါလွန်မိုးနဲ့ဖြက်မိုးရာသွန်းနိုင်ခြေဟာအလွန်ကုန်များပြားနေပါတယ်။စိုက်ပျိုတော့သူဦးကြီးတွေနဲ့နေလန်းစားချက်လုပ်ဖို့ပြင်ဆင်နေတဲ့စားတောက်သူကြီးတွေအနေနဲ့သတိပြုရအောင်ပဲကာလပဲဖြစ်ပါတယ်။မိုးနောက်ကာလဟာအတူဘာလ12ရက်နေ့မှာကုန်ဆုံးပြီးအတူဘာလ17ရက်နေ့ကနေစတင်က တိုင်းနယ်ပြည်နယ်အလုံးမှာ မြပူချိန်လေးကျဆင်းလာပြီးဆောင်ရက်ဒီရဲ့ခြံအင်းမှုကိုစတင်ခန်းစားရတော့မှာဖြစ်ပါတယ်။မူလဝတ္တဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျွန်တော်တို့ CD platform ကနေနောက်ဆိုရမူလဝတ္တခံမှန်းချက်တွေကိုဒီနေ့ကိုနှစ်ချိန်နဲ့မပြတ်မကွာဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ဒီနေ့20ရက်စဉ်တင်လာစီစဉ်ကိုဒီမှာပဲရင်လာပြဆဲရှင်။ CD platform ရဲ့နေ့စဉ်တင်စီစဉ်တွေကိုစောင့်မျှကြည့်ရှုအားပေးတဲ့ပိတ်သက်တွေကိုကျေးဇူးတင်ပါတယ်ရှင်။ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုဥ်ကြံမှာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝဘေးစစ်ဘေးတွေကနေအငြင်းဆုံးကင်းဝေးပါစေလို့ကျွန်မစင်ဒီကဆုတောင်းပေးပါရရှင်။